မန္တလေးမှာမဲယုံမှုတာဝန်ထမ်းဆောင်မှုဆရာဆရာမတွေကိုစတင်သင်တန်းပေးနေပါတယ်ဒီသတင်းကိုတာယာကပေးပို့ထားပါတယ်ခင်ဗျာမဲယုံမှုနဲ့မဲယုံမှုတွေထမ်းဆောင်မှုပုံပုံများပြီးရေကောင်ပုံပုံများနဲ့တိုးရက်တွေလည်းဖြစ်နေပါဘူးတွေးကြည့်ကြည့်ပါအခြေခံပညာကျောင်းနဲ့တက္ကသိုလ်ကဆရာဆရာမတွေကိုမဲယုံမှုတာဝန်ထမ်းဆောင်နိုင်ဖို့မန္တလေးမြို့မှာမြို့နယ်အလိုက်စတင်သင်တန်းပေးနေပြီဖြစ်ပါတယ်။ လိုလလက်မဲပေးနိုင်ဖို့မဲယုံမှုတောင်းရင်ကြအောင်လှုံ့ဆော်သွားမယ်လို့ခရိုင်ကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။ဟာဒါတော့လိုရမှာဗျ။အဲ့ဒါလိုလိုလိုရကွန်တိတ်ကအဲအဲ့ဒါအဓိကပဲ။ကော်မရှင်ရကွန်တိတ်ကကိုကွန်တိတ်ကတော့ကိုအကြမခံနိုင်ဘူး။မှန်ပါတယ်။ဟုတ်ပြီလား။နိုင်ငံတော်ရဲ့ကွန်တိတ်ကအကြမခံနိုင်ဘူး။နမရေကောက်ပွဲမှာတာဝန်ထမ်းဆောင်မဲ့မဲယုံမှုတွေမဲယုံဖွဲ့မှုတွေရဲ့တင်နန်းတွေနော်အဲ့တော့ကိုတင်နန်းကိုဒါစပေးတာပေါ့။စပေးတဲ့ဆွေးနွေးပွဲက နည်းနည်းလိုရရင်တော့ထပ်ပြလို့ရှိမယ်။ရွေးကောက်ပွဲအတွက်မယုံမှုတာဝန်ကို အစိုးရကတာဝန်ပေးလို့သာတက်ရောက်ရပေမဲ့ရွေးကောက်ပွဲနေ့မှာဆရာဆရာမတွေအတွက် လုံခြုံရေးကိုစိုးရိမ်မှုတော့ရှိတဲ့အကြောင်းမယုံမှုတာဝန်ကိုဒီနှစ်မှ စတင်တာဝန်ထမ်းဆောင်မဲ့ဒုမယုံမှုကဆိုပါတယ်။တစ်ခါမှမထမ်းဆောင်ဘူးတော့စိတ်လုံချာတာပေါ့။ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရလာမယ်ရလာအဲအားကြောင့် ောလောဆယ် swap ဖြစ်မိတာကတော့ဒီလုံခြုံရေးပိုင်းပေါ့နော်အဲလုံခြုံရေးပိုင်းမှာဒီဟောပေးနိုင်မလားအဲ့ဒါပါလုံခြုံရေးပိုင်းဆိုတာလုံခြုံရေးဆိုတာခုနပြောတဲ့လိုကြားနေရတယ်ပုံညာပုံညာလုံးမယ်စဉ်းစားစဉ်းစားလုံးမယ်အဲ့ဒါကြားနေရတယ်ဒီလာပြီးတောင်းဝန်ထမ်းဆောင်တဲ့ဆရာဆရာမတွေပုံမှာလုံခြုံမှုပြည့်ပြည့်နိုင်မလား လာမဲ့နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲအတွက်မန္တလေး KI မှာမဲပေးပိုင်ခွင့်ရှိသူပေါင်း9တိန့်ကျော်နဲ့မဲယုံပေါင်း665ယုံရှိပါတယ်ရှင်။ကျမကတာယာပါရှင်။